စန်းလပိုင်းမှာတထင်းဖြစ်ကိန်းနဲ့ဝင်နေတဲ့နေနန်ဒီထီချဲပေါက်ကိန်းနဲ့ဝင်နေတဲ့နေနန်ဒီအကြောင်းကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။ဆရာတို့တထင်းဖြစ်ကိန်းနဲ့ဝင်နေဆိုတာကတထင်းဖြစ်တော့မယ်လို့ပြောတာဖြစ်ပါတယ်။ထီချဲပေါက်ကိန်းနဲ့ဝင်တော့မယ်ဆိုတာကထီချဲပေါက်ကိန်းရှိရလို့ပြောတာဖြစ်ပါတယ်။เนาะအဲ့တော့ဆရာတို့တထင်းဖြစ်တထင်းဖြစ်နိုင်တဲ့နေနန်၅ခုเนาะထီချဲပေါက်ကိန်းရှိရဲ့နေနန်၅ခုဟာ ဒီကိန်းကနန်းနေတယ်ကိုဝင်နေတယ်နော်ကိန်းကနန်းဆိုတာတော့ဒီတထင်းဖြစ်ကိန်းထီချဲပေါက်ကိန်းကန်ဆမ်းမဲပေါက်ကိန်းငွေအလုံးအင်းဝင်ကိန်းရှိတဲ့ကိန်းကနန်းနေရတော့တိတိရဲ့နေ့ရဲ့၄ရဲ့၅ရဲ့ခုံရဲ့ဖြစ်ပါတယ်ဒီကနန်း၅လုံးအားဆိုရင်၁၂လပိုင်းမှာတထင်းဖြစ်ကိန်းရှိတယ်ငွေအလုံးအင်းဝင်ကိန်းရှိတယ်ထီချဲတွေပေါက်ကိန်းရှိတယ်နော်ကန်ဆမ်းမဲတွေပေါက်ကိန်းရှိတယ်ကိုကြံစီသမ ्या ကိစ္စတွေအောင်မြင်တိုးတက်တော့မယ်လို့ဆရာပြောချင်တာဖြစ်ပါတယ် အဲ့တော့1နှစ်၄ခုတ1နှစ်၄ခုဆိုတဲ့အကြောင်းကိုဆရာပြောပြပါမယ်။တဆိုတာကတော့တနင်းကနွေကိုပြောတာဖြစ်ပါတယ်။နှစ်ဆိုတာကတော့တနင်းလာကိုပြောတာဖြစ်ပါတယ်။လေးဆိုတာကတော့ဗုဒ္ဓဟူးကိုဖြစ်ပြောတာဖြစ်ပါတယ်။ငါးဆိုတာကတော့ကြာသာပတိကိုပြောတာဖြစ်ပါတယ်။ခွန်ဆိုတာကတော့စနေကိုပြောတာဖြစ်ပါတယ်။အဲ့တော့ဆရာတို့တနင်းကနွေရဲ့တနင်းလာရဲ့ဗုဒ္ဓဟူးရဲ့ကြာသာပတိရဲ့စနေရဲ့ဒီနေ့နဲ့၅ခုပါဆိုရင်ဆရာတို့အခုလာမယ့်၁၂လပိုင်းမှာအရန်ကိုမှကံကောင်းနေပါရဲ့ ဘာဒီကန်ကောင်းလဲဆိုရင်တို့ကเนาะအကျွေးနေရှိအကျွေးနေကြည်မယ်ရစရာရှိတဲ့ပတ်စံတွေလည်းပြန်ရမယ်ထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်ကန်စမ်းမဲတွေပေါက်ကိန်းရှိတယ်အောင်းနေတဲ့ပစ္စည်းတွေလည်းရောင်းထွက်မယ်ကိုရောင်းကျင်တဲ့ပစ္စည်းတွေအကုန်လုံးလည်းရောင်းထွက်မယ်เนาะကိုကြံစီသမ ्या ကိစ္စတွေလည်းအောင်းမြင်မယ်เนาะလိုအင်ဆန္ဒတွေလည်းပြည့်ဝမယ်အယောင်းဝယ်တွေလည်းကောင်းမယ်အလုံးကိုင်တွေလည်းအဆင်ပြေမယ်အလုံးလက်မဲ့ဖြစ်နေတဲ့သူတွေတောင်မှအလုံးကိုင်တွေရရှိစေပြီးတော့မှအောင်မြင်တိုးတက်ချမ်းသာတော့မယ်ဇာတာလေးကို ရောက်ရှိနေတာဖြစ်ပါတယ်ဆရာခုနပြောလို့ပဲတရနေ့ရဲ့၄ရဲ့၅ရဲ့ခွန်ရဲ့ဒီကိန်းကနန်းတွေကအရန်ကိုကောင်းပါတယ်ဒီကိန်းကနန်းတွေကိုတွားကြည့်လိုက်ပြီဆိုရင်လည်းတနင်္ဂနွေတနင်္လာဗုဒ္ဓဟူးကြာတာပရိစနေကိုတွေ့ရှိရတာဖြစ်ပါတယ်အဲ့တော့ဆရာသေးကြပေါ့ပြောနိုင်တာကဒီနေ့နဲ့၅ခုကဒီနေ့နဲ့၅ခုကဒီ၁၂လပိုင်းနဲ့ရောက်ပြီဆိုတာနဲ့ကံထူးကံကောင်းလာလိမ့်မယ်နော်ကံညံ့နေတာကြီးလည်းပျောက်သွားလိမ့်မယ်ပြီးရင်လက်ပိတ်နေတာကြီးလည်းပျောက်ပြီးတော့မှလက်ပွင့်လက်ရွှင်လာလိမ့်မယ်နော် ကိုဘာပဲလှုပ်လှုပ်ကိုအဆင်ပြေလာလိမ့်မယ်နော်ငွေလဲအထုံးလိုက်အထည်လိုက်ရမယ်အလုံးအေးရမယ်နော်ကို့မှာငွေပြက်လက်နေရယ်လုံးဝငွေမရှိတော့ဆိုရင်တော့မှအရက်ဆယ်မျက်နှာအရက်ရှစ်မျက်နှာအရက်လေးမျက်နှာနေပြီးတော့လဲငွေတွေရလာတတ်တယ်ကို့ငွေကြီးနဲ့ပတ်သက်ပြီးတော့လာပြန်ပေးတာမျိုးတွေဒါမှမဟုတ်တခြားသူကကို့ကိုကူညီရာစောင့်ရှောက်တာမျိုးတွေလဲကြုံရတတ်တယ်နော်အဲ့တော့ဒီနေနဲ့၅ခုပါဆိုရင်၁၂လပိုင်းအတွက်ကံအကောင်းဆုံးနေနဲ့၅ခုလည်းဖြစ်တယ်လို့တထေကိန်းဝင်နေတဲ့ ထီချဲပေါက်ကိန်းဝင်နေတဲ့နေနိုင်ငါးခုလည်းဖြစ်ပါတယ်เนาะအဲ့တော့ဒီနေနိုင်ငါးခုကဆိုရင်ဆန္ဒလာပိုင်းမှာဖျားတရားပို့လို့ရမယ်အလူဒါနတွေပြုလို့ရမယ်စိတ်ကောင်းနှလုံးကောင်းထားရမယ်စိတ်ထားကောင်းကောင်းထားရမယ်เนาะပြီးရင်၅ပါးသီလလည်းလုံအောင် ထိမ့်မယ်เนาะဒါဆိုရင်ဆရာတို့ပေါ့เนาะဒီဆန္ဒလာပိုင်းမှာဒီနေနိုင်ငါးခုဟာအယံဝမှာကံကောင်းပြီးတော့အယံဝမှာအစဉ်ပြေလာလိမ့်မယ်เนาะကြံစီစားမြတ်ကိစ္စကြီးလည်းအားလုံးအောင်မြင်တိုးတက်လာလိမ့်မယ်เนาะ ို့မှာရှိတဲ့ကျမ်းမာရေးညံ့နေတော့မှကျမ်းမာရေးတွေပြန်ကောင်းလာမယ်တော့ဆာမူဝဲတွေအောင်လာမယ်ပညာရေးတွေတိုးတက်လာမယ်အချီးရင်အိမ်တော်ရေးအဆင်ပြေလာမယ်လူမှုရေးတွေပြန်ကောင်းလာမယ်စီးပွားရေးတွေတဟုန်လို့တိုးတက်လာမယ်လုပ်ငန်းအသစ်လုပ်နေတဲ့သူတွေလည်းပိုပြီးအောင်မြင်လာမယ်လက်ရှိလုပ်ငန်းတွေလုပ်နေတဲ့သူတွေလည်းပိုပြီးတော့အဆင်ပြေလာမယ်တော့မိကောင်းဆွေကောင်းတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့နဲ့ငါးခုပါဆိုရင်ဆရာပြောတဲ့ဟာတွေကိုသတိထားပြီးတော့မှလုပ်ပေးဖို့ဆရာပြောခြင်းပါတယ်ဖျားတရားများများလုပ်ပါအလူဒါနာများများလုပ်ပါစိတ်စိတ်ကောင်းနှလုံးကောင်းထားပါ နော်စူးစားစရာရှိတဲ့ကိစ္စတွေကိုစူးစားပါနော်ဒါမျိုးတွေလုပ်မယ်ဆိုရင်ဆရာတို့နော်ဒီကိုလုံးဆရာရှိရတဲ့ကိစ္စတွေပို့ပြီးတော့အားဆိုင်ပြီးတော့လုပ်မယ်ဆိုရင်ဆနှစ်လပိုင်းဟာနှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်တဲ့အတွက်ဒီနေ့နဲ့၅ခုပါနော်နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲဆနှစ်လပိုင်းမှာဆရာခုနပြောလို့ပဲနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲဒီနေ့နဲ့၅ခုကငွေကိုဆနှစ်လပိုင်းမှာအကုန်လုံးတိမ့်ကျုံပြီးတော့ယူသွားမဲ့နေ့နဲ့၅ခုဖြစ်ပါတယ် ဲ့တော့ဒီနေတန်ငါးခုကထီတွေချဲတွေလည်းကန်ဆန်းလို့ရတယ်12လပိုင်းမှာထီစုကြီးချဲစုကြီးပေါက်ကိရှိတယ်ကန်ဆန်းမဲစုကြီးပေါက်ပေါက်ကိရှိတယ်အဲ့တော့ကန်ဆန်းခြင်းတဲ့ဟာတွေအကုန်လုံးကန်ဆန်းလို့ရတယ်ဆိုတာကို CRD ကနေပြီးတော့ပြောချင်ပါတယ်เนาะအဲ့တော့ဆရာပရိသတ်ခုနှစ်ရသားသမီးအားလုံးကိုဆရာပြောချင်တာကတော့ CRD Facebook page ကပြတ်သွားပါတယ်အဲ့တော့ဆရာရဲ့ဒီ Facebook page ရော TikTok เนาะဒီအရေးကြီးတဲ့လေးချက်လေးပြောပေးမယ်ဆရာရဲ့ Facebook account နဲ့အခု TikTok account ကို like and follow လေးလုပ်ထားပေးပါ ွန်မန်းမှာလည်းမိမိရဲ့နေနံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဆူတောင်းပေးမယ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်းများများလေး share ထားပေးမယ်နော်ဒီကိုနေနံပါပါမပါပါဒီနေ့ဒီဗီဒီယိုလေးကိုများများလေး share ထားပေးမယ်ထခြားခုနှစ်ရာသားသမီးတွေကြည့်လို့ရအောင်လို့ပါနော်ဒီဗီဒီယိုလေးကိုလည်း like and follow လေးလုပ်ထားပေးမယ်ကွန်မန်းမှာလည်းမိမိနေနံကိုရေးထားပေးမယ်ဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဆူတောင်းပေးပါမယ်ဆရာရဲ့ TikTok account Facebook account ကိုလည်း like မလုပ်ရသေးရင် like လုပ်ထားပေးပါ follow လုပ်ထားပေးပါလို့ ြောချင်ပါတယ်။ဆရာစီမှာလည်း12လပိုင်းအတွက်ငွေဝင်ကျန်းစီတဲ့ကံကောင်းစီတဲ့အထူးအစီအမံရည်ရာတွေကိုလာအပ်လို့ရပါပြီ။เนาะဆရာစီမှာရည်ရာအချက်နဲ့ဆိုရင်เนาะဆရာရဲ့ဒီ Viber ဖုန်းနံပါတ်39 66 33 31ဒါမှမဟုတ် Telegram ဖုန်းနံပါတ်66 33 31မှာစာပို့ဆက်သွယ်ပြီးတော့ဆရာစီမှာရည်ရာအပ်လို့ရပါတယ်။နော်ဆရာရဲ့ KB ဇပေးငွေလွဲအကောင့်ဖုန်းနံပါတ်ကလည်း66လုံး33 31ဖြစ်ပါတယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်ငွေမလွဲပါနဲ့ဆရာအကောင့်အတုတွေရှိလို့အလိန်ခံရရင်တာဝန်ယူမှာမဟုတ်ပါဘူး ဲ့တော့ဆရာပြိတ္တတွေကိုဆရာပြောချင်တာကတော့ဒီစနက်လပိုင်းအတွက်ဝေဝင်ကျန်းစေတဲ့အထူးအစီအမံယနေ့ရာတွေကိုဆရာစီမှာလာအပ်လို့ရပြီပြီးတော့ဘေးဒင်းတွေလည်းမေးလို့ရတယ်ယနေ့ရာအပ်လို့ရတယ်နော်ဆရာစီမှာဘေးဒင်းမေးလို့ရတယ်ဇာတာဆစ်လို့ရတယ်တဲတော်မေးလို့ရတယ်အချားမြင့်မေးလို့ရတယ်စိုင်းနံပဲပေးလူနံပဲပေးလဲမေးလို့ရတယ်အောက်လန်းပြောကားတွေလည်းဆစ်လို့ရတယ်ဆိုတာကိုဆရာပြောချင်ပါတယ်နော်ပြီးတော့ဆရာကိုမေးကြတယ်ဆရာပြိတ္တတွေဆရာစနက်လပိုင်းမှာဆရာစီကနေအဆောင်ဝယ်ခြင်းနဲ့ဘာအဆောင်တွေဝယ်ရမလဲဘာအဆောင်တွေက ငွေဝင်ကြမ်းမလဲကန့်ကောင်းမလဲအဆင်ပြေမလဲမင်းနေတဲ့သူတွေအတွက်ဆရာစနက်လာပိုင်းအတွက်ပေါ့နော်ဒါနော်ဘူဆောင်ဘိုးဘိုးကြီးကိုရောနော်ဆရာအဘဘိုးဘိုးအောင်ဘိုးမင်းကောင်နော်အမားတော်မြန်နှန်းတွေနော်အကုန်လုံးကိုဆရာအပ်ပေးထားတဲ့အဆောင်လက်ကောက်လေးတွေဖြစ်တယ်ဆရာကိုယ်တိုင်လည်းတေချာစူတောင်းစီမံပြီးရရတရားရပြုလုပ်ထားတဲ့အဆောင်လက်ကောက်လေးတွေဖြစ်ပါတယ်ဒီလက်ကောက်လေးတွေကိုစနက်လာပိုင်းမှာဝယ်ဆောင်ကြည့်ပါနော်ဆရာတေးသေးချာချာလေးကိုနောက်ဆုံးပိတ်အိမ်ွယ်လွယ်ဆိုတဲ့အတိုင်းပဲနော်ဆရာပြိတ္တာတွေအကုန်လုံး နှစ်တနှစ်ရဲ့နောက်ဆုံးနှစ်မှာငွေဝင်ကြအောင်လို့ဆရာအဆောင်လက်ကောက်လေးတွေကိုစီမံထားတာဖြစ်ပါတယ်အဲ့တော့အဆောင်လက်ကောက်လေးတွေလည်းဆရာစီမှာလာဝယ်ပြီးတော့ဝတ်ကြည့်ပါเนาะဆရာတို့လာမယ့်နှစ်မှာလဲเนาะဒီနှစ်ဟောင်းကကန်ဆိုးကန်နှိမ်ကန်ညံ့တာတွေပါမသွားအောင်လို့ဒီအဆောင်လက်ကောက်လေးတွေဝတ်ပြီးတော့ကန်ထူးကန်ကောင်းအောင်ငွေဝင်ကြအောင်လို့ဆရာတို့လုပ်လို့ရပါတယ်အဲ့ဒါကြောင့်လို့ဆရာအဆောင်လက်ကောက်လေးတွေကိုဝယ်ခြင်းနဲ့ဆိုရင် Viber တို့ Telegram တို့ Messenger တို့မှာလာဝယ်လို့ရပါတယ်ဆိုတာဆရာပြောခြင်းပါတယ်အကောင့်အတူတွေ page အတူတွေရှိတော့တစ်ချက်လေးတော့တတိထားပေးကြပါ ဲ့တော့စနေလပိုင်းမှာဆရာပရိသတ်9ရက်သာသမီအားလုံးရောเนาะ9ရက်သာသမီအားလုံးเนาะဒီစနေလပိုင်းမှာထီစုကြီးချဲစုကြီးပေါက်ကြပါသည်ကျမ်းမှာချမ်းသာကြပါသည်ငွေလုံးရင်းဝင်ကြပါသည်လို့ဆရာထူးမြောင်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်